ီနော် CD ဘောတက်ပြီးတော့တက်ပုံရိုက်တာဒီကောင်းစင်စားတာလေးမြားခင်ကဒါနဲ့ပတ်သက်ပြီးတော့ပြောစရာတခုရှိတာက နေတက်သွားရှေ့တုန်းကတောင်ချောင်းဖုန်ကြီးနဲ့မြောက်ချောင်းဖုန်ကြီးဆိုတာရှိတယ်နော်အရှင်ဖေယားတပည့်တော်နောက်ဘဝမှာလူပဲဖြစ်ချင်ပါတယ်ဖေယားမျက်တွေမဖြစ်ချင်ပါဘူးဖေယားဘယ်လိုကောင်းမှုပြုရပါသလဲဖေယား တကြီးတော်ကမတန်ဆွမ်းပါဖေရဖြည့်ပေးပါအရှင်ဖေရအရှင်ဖေရကျမ်းပါပါစေတဲ့လောဘအာကြည့်ရင်စိတ်ဓာဖြစ်တယ်ဒေါသအာကြည့်ရင်ငရဲကြတယ်မောဟအာကြည့်ရင်တရိစ္ဆာန်ဖြစ်တယ်တလွဲမာနအာကြည့်ရင်အတူတကယ်ဖြစ်တယ်သီလနဲ့ဒါနအာကြည့်ရင် လူဘဝလူချမ်းသာနတ်ဘဝနတ်ချမ်းသာကိုရတယ်တမထအာကြည့်ရင်ဗြမပြေကိုရောက်တယ်ဝိပဿနာအာကြည့်ရင် သောတာပန်တဂရကံအနာကံယဟန္တာဘဝကိုရတယ် မတ်ပိုင်ရှင်ကလူဘဝကိုရောက်ချင်တယ်ဆိုရင်သီလစောက်တည်ပြီးဒါနပြုပါတချို့ကအပေကြရတာဟာဒါနမရှိလို့ကြရတယ်လို့ထင်တတ်ကြပါတယ်မဟုတ်ပါဘူးเนาะသီလမရှိလို့အပေကြတာပါဒါနဟာဥစ္စာစီးတဲ့ချမ်းသာကိုပဲပေးစွမ်းနိုင်ပါတယ်ဒါကြောင့်လူဘဝလူချမ်းသာနတ်ဘဝနတ်ချမ်းသာကိုရကျင်တယ်ဆိုရင်တသီလစောက်တည်ပါနှစ်ဒါနပြုပါမတ်ပိုင်ရှင်ကလူဘဝကိုရကျင်တယ်ဆိုတော့ အဲ့ဒီလူဘဝကိုရည်မှန်းပြီးတစ်ဒါနပြုပါနှစ်သီလစောက်တည်ပါအဲ့ဒါဆိုရင်လူဘဝလူချမ်းသာကိုရပါလိမ့်မယ်နော်အရှင်ဖေယားတပည့်တော်တစ်ခါမှမမေးဘူးဘူးဒီတစ်ခါတော့တပည့်တော်မေးကြင်ပါတယ်ဖေယားတပည့်တော်ဖေယားရှိခိုးတိုင်းရှင်မဟာမောဂလန်စုကိုတောင်းပူပါတယ်ဖေယားစိတ်ထဲမှာလည်းအဲ့စုပဲတောင်းကျင်နေပါတယ်ဖေယားဖြစ်နိုင်ပါသလားဖေယားတဲ့အကတာဝကမဟာတာဝကပကတိတာဝကရေဆိုပြီးတာဝက၃မျိုးရှိပါတယ် အဂတဝကဆိုတာအရှင်သာရိပုတ္တရာအရှင်မောက္ကလံတို့လို မထေရမြတ်ကြီးတွေကိုပြောတာပါမဟာတဝကဆိုတာအရှင်ကုန်းတေညဝပဗတိယမဟာနံအတ္တသိအရှင်မဟာကတ္တပစတဲ့မထေရမြတ်ကြီးတွေကိုပြောတာပါပဂတိတဝကဆိုတာကတော့သံမံယဟန္တာယောက်ျားယဟန္တာမိန်းမတွေကိုပြောတာပါအဂတဝကသူ့ကိုရကျင်တယ်ဆိုရင်တပင်ချိန်နဲ့ကဘာတသိမ်းပါရမီဖြည့်ကျင်ရပါတယ်မဟာတဝကသူ့ကိုရကျင်တယ်ဆိုရင် ကဘာတသိန်းပါရမီဖြစ်ခြင်းရပါတယ်ပကတိတာဝကစုကိုရကျင်တယ်ဆိုရင်ကဘာရာထောင်ချီပြီးပါရမီ ဖြစ်ခြင်းရပါတယ်အခုမတ်ပိုင်ရှင်က ရှင်မောက်ကလန်စုကိုတောင်းတာဆိုတော့အကတာဝကစုကိုတောင်းတာ ဖြစ်ပါတယ်အကတာဝကစုကိုရကျင်တယ်ဆိုရင်ဒီတိုင်းတောင်းလို့မရပါဘူးတတော်ထင်ရှားဖျားရှင်ရဲ့ဌာမစုပန်ပြီးတော့ပါရမီ၁၀ပါးကိုတသိန်းချိန်နဲ့ကဘာတသိန်းဖြစ်ခြင်းရပါတယ်အဲ့ဒီလိုဖြစ်ခြင်းနိုင်မှသာရှင်မောက်ကလန်စုကိုရမှာဖြစ်ပါတယ်နော် ပြောင်းလဲသွားရင်တော့တဲ့ဒီကောင်းစင်သားလေးမြားခင်ကပြစ်ထားခံရတယ်များလုံးလို့နေတက်တော့ခုခုကိုပြင်သင်ပေးခဲ့ရတယ်အချိန်တော်တော်ကြာခဲ့ပါမင်းရဲ့ဆက်တော့တော့ကုမ္ပဏီသားခဲ့ပါကြည်နော် CD ပေါ်တက်ပြီးတော့တက်ပုံရိုက်တာဒါနဲ့ပတ်သက်ပြီးတော့ပြောစရာတခုရှိတာကရှိတော့ကတောင်ချောင်းဖုန်းကြီးနဲ့မြောက်ချောင်းဖုန်းကြီးဆိုတာရှိတယ်နော် ယောက်ျားဖုန်းကြီးကအယမ်းနာမည်ကြီးတယ်အဲ့ဒါကိုတောင်ကျောင်းဖုန်းကြီးကအားကြပြီးတော့ငါလဲယောက်ျားဖုန်းကြီးလိုနာမည်ကြီးအောင်လုပ်မယ်ဆိုပြီးကောင်းတာမှန်တယ်များအကုန်လုပ်ပါတယ်ကောင်းတဲ့စိတ်နဲ့လုပ်တာတော့မဟုတ်ဘူးနာမည်ကြီးကျင်လို့လုပ်တာနော်ဘလို့ပဲကောင်းတာတွေလုပ်လို့တောင်ကျောင်းဖုန်းကြီးဟာယောက်ျားဖုန်းကြီးလိုလုံးဝနာမည်မကြီးပါဘူးအဲ့ဒီခါမှာတောင်ကျောင်းဖုန်းကြီးကအေးငါကောင်းတာတွေလုပ်ရသားနဲ့နာမည်မကြီးဘူးဆိုရင်မကောင်းတာလုပ်ပြီးနာမည်ကြီးအောင်လုပ်မယ်ဆိုပြီးတော့ တနေ့မှာယောက်ျောင်းဖုန်ကြီးထံကပြန်လာတဲ့ဒကာဒကာမတွေရဲ့အရှိမမတ်တက်ရက်ပြီးတော့သင်္ကန်းကိုလှမ်း၍ထမ်းပင်ကိုဖတ်ပြီးကြောက်ပြပါတယ်နော်အဲ့ဒါကိုမြင်ကြတဲ့ဒကာဒကာမတွေကဟာဟိုမှာကြည်စမ်းတောင်ကျောင်းကိုတော့သင်္ကန်းလှမ်းပြီးထမ်းပင်ကိုဖတ်ညှောင်နေတယ်လို့ကြည့်ရကြပါတယ်အဲ့ဒီချိန်ကနေစပြီးတော့တောင်ကျောင်းကိုတော်လို့နာမည်ပြောက်ပြီးထမ်းပင်ကျောင်းကိုတော်ရဲ့လို့နာမည်ကြီးသွားပါတယ်နော်ပြောကျင်တာကလေဒီ social media ပေါ်မှာ နာမည်ကြီးကျင်လို့ပောက်ပြလုပ်နေတဲ့လူတွေအနေနဲ့ပိတ်ပြီးနာမည်ကြီးကျင်နေတဲ့ဆိုရင်တောင်ချောင်းကိုတော်လူအလားတူပေါ့နော်ဆိုရှယ်မီဒီယာပေါ်မှာအဖော်ချွတ်တွေလုပ်ပြီးတော့နာမည်ကြီးအောင်လုပ်ပါနော်အခုလို CD ဘော်တက်ပြီးတော့ပောက်ပြတွေမလုပ်ပါနဲ့အခုလို CD ဘော်တက်ပြီးတော့ပောက်ပြတွေလုပ်ချင်းဟာလုပ်တဲ့လူမှလည်းအပြစ်ဖြစ်တယ်လို့မြင်ရတဲ့လူတွေမှလည်းပဲစိတ်ဆင်းရဲမှုဖြစ်ရပါတယ်နော်ဒါကြောင့်ပြိပြီးတော့နာမည်အရန်ကြီးကျင်နေတယ်ဆိုရင် ဆိုရှယ်မီဒီယာပေါ်မှာအဖော်ချွတ်တွေလုပ်ပြီးတော့နာမည်ကြီးအောင်ကြိုးစားပါနော်ဒီနည်းနဲ့တော့နာမည်ကြီးအောင်မလုပ်ပါနဲ့ဒါကနှီးပေးတာပါနော်လူလူချင်းစော်ကားပြောဆိုမိရင်တစ်ဖက်လူမှာတီလရှိရင်ရှိသလောက်အပြစ်ဖြစ်ပါသလားဖေရားတဲ့အပြစ်ဖြစ်တာပေါ့နော်မြတ်စွာဘုရားကဇေသမာနဆိုတဲ့အမျိုးသမီးဟာကာမဂုဏ်ကိစ္စဖြင့်ရုပ်ရုပ်မှမှဆွဆွဲပြောဆိုတဲ့အတွက်မြေမြူပြီးငရဲသို့ကြောက်ရောက်သွားရပါတယ်။ဒါကြောင့်အဲ့ဒီလိုဖြစ်ရတာလဲဆိုရင် မြတ်စွာဘုရားဖျားဖြစ်ဖို့ပါရမီဖြစ်ခြင်းစဉ်ကာလမှာတေတောက်သမားတူဖြစ်ခဲ့ဘူးပါတယ်အဲ့ဒီချိန်မှာဇင်သမာနဆိုတဲ့အမျိုးသမီးဟာလည်းပဲတီလာရှိတဲ့အမျိုးသမီးတူဖြစ်ခဲ့ပါတယ်ဒီနေ့မှာဖျားလောင်းဟာအပေါင်းအသင်းများနဲ့အလောင်းကစားတစ်ခုလုပ်ပြီးဇင်သမာနလောင်းလျာအမျိုးသမီးဤတီလာကိုလမ်းမှာကျွပြက်အောင်ပြောဆိုပြုလုပ်ခဲ့ပါတယ်အဲ့ဒီလိုပြောဆိုပြုလုပ်ခဲ့တဲ့အတွက်ဇင်သမာနအမျိုးသမီးဟာတီလာပျက်စီးသွားတာကြောင့်ဖျားအလောင်းကိုရန်ညှုပ်ဖွဲ့ပြီး ဖြစ်လျာဘဝတိုင်းမှာတင့်ကိုဖြစ်စေတဲ့သူဖြစ်ရပါလို့ဤဆိုပြီးဆုတောင်းခဲ့ပါတယ်။ဖရာအလောင်းလည်းပဲပြုတ်လုပြီးမှမှန်မှန်သိ၍နောင်တကြီးစွာရတော်လဲပဲပြင်လို့မရတော့တာကြောင့်အဲ့ဒီဘဝကတည်လွန်တဲ့အခါမှာငရဲသူကြာရောက်ခဲ့ရပါတယ်။အခုဖရာအဖြစ်ကိုရတဲ့အခါမှာအဲ့ဒီတိလပြက်တဲ့အမျိုးသမီးဟာစေသမာနအမျိုးသမီးဖြစ်လာပြီးမြတ်စွာဘုရားကကာမဂုဏ်ကိစ္စဖြင့်ရုပ်ရုပ်မှန်မှန်ဆွဆွဲပြောဆို၍ပြီးမျိုးပြီးအဝိဇ္ဇငရဲသူကြာရောက်သွားရပါတယ်။ ကြောင့်တီလရှိတဲ့သူကိုစော်ကားပြမမိမယ်ပြောဆိုမိမယ်ဆိုရင်လည်းပဲအပြစ်ဖြစ်တယ်လို့မှတ်သားထားရမှာဖြစ်ပါတယ်။ဒီဘဒုမာရာကြမျက်စွာမြားကအမျက်ဆုံးပုံလို့ဆိုတော့သူ့ရဲ့ရင်သားအသားမျက်ကိုမျက်စွာပြောင်းသိချက်ပြီးလူလိုက်တယ်။မလို့လေဆိုတော့စက်ကြဝရာကဘာမြေတို့မှနိုင်ကုန်ရတာမျက်စွာပြောင်းပဲလေ။ဟုတ်တယ်နော်။သားသမီးတိုင်းဟာမိဘရဲ့လုံးယုံနဲ့ဒီပင်ကြတာဆိုတော့ အမျိုးသမီးတွေရဲ့အမျက်ဆုံးအရာဟာရင်သားဆိုတော့ဘောပေါ့နော်အဲ့လိုတိပြက်ပြီးလှူလိုက်တဲ့ချိန်မှာမြတ်စွာဘုရားကပြုံးတော်မူတယ်ပြုံးတော်မူလို့ကြာညီရောအန္တရာလျှောက်တင်လိုက်တယ်ရှင်ဘုရားတဲ့ဘာကြောင့်မို့ပြုံးတော်မူတာလဲအဲ့လိုမြတ်စွာဘုရားပြန်မင်ကြလိုက်တယ်ဒီဘလူမာကြီးဟာတဲ့သာသနာတက်ကြွတာသနာတက်ကြွနော်2400ကျော်ရည်သာသနာပြုတဲ့မင်းပြစ်လိုက်မယ်ဆိုတကားတကားမများကြည်ကြပါဦးဘီလူးမကမြတ်စွာဘုရားကို ရင်သားဖြတ်လူတဲ့တဲ့နောက်ပြီးရှင်အာနန္ဒမထေမြတ်ကြီးရဲ့နာမည်ကိုလည်းအလွဲသုံးစားလှုပ်လိုက်ပါသေးတယ်ပြီးတော့ဘီလူးမကိုမြတ်စွာဘုရားကဗျာဒိတ်ပေးခဲ့တယ်တဲ့အဲ့ဒီအကြောင်းအရာတွေဟာဖះဟောပိဋကမှာ လုံးဝမပါပါဘူးဖះမဟောတာကိုဖះဟောတဲ့ပုံစံလုပ်ပြောခြင်းဟာမြတ်စွာဘုရားကိုဆွဆွဲလိုက်တာ ဖြစ်ပါတယ်အဲ့ဒီလိုလှုပ်ခြင်းဟာ ဗုဒ္ဓဘာသာဤဂုံသိက္ခာကိုဘာသာခြားတွေရဲ့တရွေးခွက်မှာပက်လက်မျောအောင်လုပ်တာဖြစ်ပါတယ်။ပညာမဲ့လူမိုက်တွေကငရဲကိုမကြောက်ပါဘူး။အဲ့ဒီလိုပညာမဲ့လူမိုက်တွေကိုငရဲနဲ့မချင်းချောက်ပဲလက်ရှိပစ္စုပ္ပန်မှာ တာဝန်ရှိသူများက ဥပဒေနဲ့အညီအရေးယူဆောင်ရွက်မှသာရနိုင်ပါတယ်။ဗုဒ္ဓဘာသာဝင် အချို့အနေနဲ့လည်းပဲအဲ့ဒီလို လူမျိုးတွေကိုအွန်လိုင်းပေါ်မှာပဲဖြစ်ဖြစ် အပြင်မှာပဲဖြစ်ဖြစ်တွေ့တဲ့အခါမှာကဲ့ရဲ့ရှုံချပြီးတော့ဗုဒ္ဓဘာသာဤဂုံတိတ်ခါကိုကာကွယ်စောင့်ရှောက်ပေးကြပါလို့ဦးစင်းအနေနဲ့ပြောခြင်းပါတယ်ကဲကြည့်ကလေးတွေကိုလမ်းမရောက်အောင်ဆွဲခေါ်နေတာเนาะ လက်ဦးစရာမိထိုက်စွာ ပုပ္ပစရိယမိနဲ့ဖားတဲ့ဘဲစရာတွေဘလောက်ပဲအတင်ပြကောင်းနေပါစေအဲ့ဒီအတင်ပြကောင်းပါတယ်ဆိုတဲ့စရာတွေဟာခလေးတွေနဲ့နောက်မှတွေ့တာပါခလေးတွေနဲ့အရင်ဆုံးတွေ့ရတာဟာမိဘနှစ်ပါးပဲဖြစ်ပါတယ်ဒါကြောင့်ခလေးတွေရဲ့လက်ဦးစရာဟာမိဘနှစ်ပါးပဲဖြစ်ပါတယ်အဲ့ဒီလိုမိဘတွေဟာခလေးတွေရဲ့လက်ဦးစရာတွေ ဖြစ်တဲ့အတွက်ခလေးတွေလမ်းမမရောက်အောင်မိဘတွေအနေနဲ့ ကောင်းတာတွေကိုချပြပြီးတွင်တင်ဆုံးမပေးရမှာမိဘတွေရဲ့တာဝန်ဖြစ်ပါတယ်ကလေးတွေလမ်းမမရောက်အောင်တွင်တင်ဆုံးမပေးခြင်းမရှိပဲကလေးတွေကိုအယူမားအောင်လမ်းမခေါ်ဆောင်သွားတာဟာကလေးတွေရဲ့တန်တမ်းမှာဖြစ်ပေါ်လာမဲ့ကောင်းကျိုးတွေကိုတတ်ပြက်တာပဲဖြစ်ပါတယ်နောက်ပြီးကလေးတွေဆိုတာဟာနိုင်ငံနဲ့သာသနာအတွက်ကောင်းကျိုးကိုတည်ဆောင်မဲ့မျိုးဆက်သစ်တွေဖြစ်ပါတယ် အဲ့ဒီလိုမျိုးဆက်သစ်ကလေးတွေကိုအယူမှားအောင်လုပ်တာဟာနိုင်ငံအကျိုးနဲ့သာသနာအကျိုးကိုတတ်ပြတ်တာပဲဖြစ်ပါတယ်။ဒါကြောင့်လက်ဦးဆရာများဖြစ်ကြတဲ့မိဘနှစ်ပါးရော ကလေးတွေကိုတွန်တင်ဆုံးမပေးနေတဲ့ဆရာသမားတွေရောနိုင်ငံရဲ့အကျိုးနဲ့သာသနာရဲ့အကျိုးကိုတတ်ပြတ်တဲ့လူတွေမဖြစ်ပါစေနဲ့လို့ပြောချင်ပါတယ်နော်။